အားလုံးပဲမင်္ဂလာပါရှင်။စိတ်ဝင်စားစရာကောင်းတဲ့ Bra Log ကဇလန်းကောင်းများစွာကိုတင်ဆက်ပေးနေတဲ့ကျမတို့ရှင်။လာမင်းအိမ် YouTube Channel ကနေပရိသတ်တွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့စာရေးသူဇေယနာရှာမညာရှိသားရဲ့အောင်မြတ်တာအတွင်းနဲ့အပိုင်း333ဖြစ်တဲ့အောင်မြတ်တာနှင့်ညောင်မပင်တိုင်းဆိုတဲ့ဇလန်းလေးကိုတင်ဆက်ပြီးတော့မှာပဲဖြစ်ပါရစေ။ပရိသတ်ကြီးကလိုက်ပါလို့နားဆင်ပြပါအောင်ရှင်။ပေပုံပပုံကြီးဆိုရဲပက်စာစန်းတန် စံပြနေတဲ့မိနှောင်းနေမတိထိုင်မသာဖြစ်အောင်ပြုလုပ်နေခဲ့တယ်။ရွာလမ်းမတစ်လျှောက်ဝက်ကောင်ဆာလာတွေဝက်ပြီးတော့ဥတဟူသွာလာနေကြတဲ့ရွာသူအပြုဖျန်းလေးတွေကိုကြည့်ပြီးမိနှောင်းတယောက်မျက်နှာလေးညှိုးငယ်သွားခဲ့တယ်။အိမ်မှာကျမရေမကောင်းတဲ့မိခင်ဖြစ်သူတအူးရဲတာရှိနေတယ်လို့သူမကလည်းအဝတ်အစားကောင်းကောင်းဆိုလို့ပလဲလုံးအစဉ်ခန့်နှွမ်းနှွမ်းအင်းစီတစုံသာရှိနေခဲ့တယ်။တခြားသူတွေလို့ရွှေတွေဝတ်ဖို့တော့မပြောနဲ့။ ငကတရံတော့မရှိခဲ့ဘူးဒီလိုတိမ်ငယ်စိတ်တွေဟာမင်းနောက်ရဲ့ဆန္ဒကိုနှင်းချလိုက်တာကြောင့်မယိုမယွာဖြစ်နေတဲ့စိတ်ကိုထိန်းချုပ်လိုက်ပြီးတော့တောက်ရီခတ်ဖို့အတွက်ရွာနောက်ဘက်ကရှေကန်စီကိုထွက်လာခဲ့လိုက်တယ်အချိန်ကတော့နေရောင်ကောင်းစွာရရှိတဲ့ညနေခင်းအချိန်ဖြစ်ပေမဲ့ဇက်ပွဲရှိနေတဲ့အတွက် ရွာမှာရှိတဲ့အပြိုလူပြိုတွေအားလုံးကပွဲကင်းဘက်ကိုရောက်နေခဲ့ရကြရှေကန်တဝိုက်မှာလူသူတယောက်မှမရှိခဲ့ဘူးမင်းနောင်လည်း ရေကန်ထဲရရေကိုခတ်လိုက်ပြီးတော့ခေါင်းပေါ်ကိုပင့်တင်လိုက်တဲ့အချိန်ရေကန်ဘေးကတစ်ပြောင်းမှသူ့ကိုဂယုနာတက်တဲ့မျက်လုံးနဲ့စိုက်ကြည့်နေတဲ့ရွှေတူမင်းကလေးတယောက်ကိုမြင်လိုက်ရတယ်။ရွှေဝါရောင်အစင်းရှိတဲ့အသားရည်နတ်မောင်ကြော်ရှင်းပြီးရှေလျားတဲ့ဆန်တွင်တွေလျားနေတဲ့မျက်နှာလေးနဲ့တိတ်ကိုလှပလုံးနဲ့မင်းကလေးတယောက်မှုရှင်နှောင်းတယောက်မျက်တော်မခတ်တဲ့ငေးကြည့်နေမိခဲ့တယ်။အဲ့ဒီမျိုးသမီးကရှင်နှောင်းကိုကြည့်နေရကနေအနားကိုရှောက်လာပြီးတော့ တရွာလုံးပွဲကင်းနဲ့ရောက်နေတဲ့အချိန်မင်းကတယောက်တည်းရေလာခတ်နေပါလားကြာညိုနဲ့တင်းနဲ့ကိုသိရင်နဲ့ရှင်နောင်ရဲ့နှာခေါင်းထဲကိုတိုးဝင်လာတော့တတိထားမိခဲ့တယ်တရားမမလေးကိုရွာမှာမတွေ့ဘူးပါဘူးဘယ်မှနေရာလဲဟင်ငါကဒီရွာကိုရောက်တာမကြသေးဘူးလေအခုလဲပြင်းလို့လမ်းလျှောက်ထွက်လာရင်နဲ့မင်းကိုတွေ့လို့မိလိုက်တာဟုတ်ရှင်နောင်ကဆင်းရဲတယ်လေတခြားသူတွေကြားတယ်ကိုမသွားရဲပါဘူးဒါကြောင့်ပွဲကင်းထဲကိုမသွားတော့တာ မင်းပုံစံကပြင်ဆင်လိုက်ရင်အတော်ကြည်ကောင်းမဲ့ပုံလေးပဲငါကဒီနားမှာပဲနေတာမင်းအချိန်ရရင်ငါ့ရင်ကိုလိုက်လေပါလားဟုတ်ကဲ့မမလေးမင်းနောက်ရေခတ်သွားရအောင်မမလို့နောက်မှာပဲလာလိမ့်မယ်လေရေခတ်တဲ့ကိစ္စကိုထားလိုက်ပါငါလူတွေမင်းကိုကူညီပါလိမ့်မယ်ငါကမင်းကိုမြင်မြင်ချင်းခင်မင်းပြီလို့အိမ်ကိုအလဲခေါ်တာစပင်ရှိရှိနဲ့မိန်းကလေးကအနောက်ကိုလှည့်ပြီးလက်ခုပ်တီးလိုက်ရမျက်ွယ်ကိုရနေကိုလုံးတောက်တောက်နဲ့မိမတယောက် တော်ပန်းလေးတွေကရင်နဲ့ထွက်လာခဲ့တယ်။မမလေးမိအေးကိုဘာခိုင်းမလို့လဲ။သူ့လောက်ရမယ့်အလုပ်တွေကိုမင်းဟာပဲကူညီပေးလိုက်အောင်။ငါကတော့သူ့ကိုအိမ်အလေခေါ်သွားအောင်မယ်။မမလေးဒီကမမမိနှောင်းရဲ့အိမ်ကိုသိလို့လား။သိတာပေါ့မိနှောင်းရဲ့။ကဲကဲရေအိုးကိုမမအောင်ပေး။မိအေးဆိုရဲမိန်းကလေးကမိနှောင်းကောင်းမှရွှတ်ထားတဲ့ရေအိုးပေါ်ပါစွာဆွဲယူလိုက်ပြီးတော့ရွာရဲဘက်ကိုထွက်သွားခဲ့လိုက်တယ်။မိနှောင်းလာလေအိမ်မှာမင်းအတွက်ပေးစရာရှိရဲ့။ တခါမှမမြင်ဘူးတဲ့လူတယောက်ကဖော်ဖော်ရွရွဆက်ဆန်နေရကြမင်းနောက်နားမလဲဟန်နဲ့ငေးကြည့်နေတဲ့အချိန်လာပါမင်းနောက်ရဲ့ပွဲခင်းနဲ့တွားဖို့အတွက်အချိန်နောက်ကြကုန်တော့မယ်အဲ့ဒီလိုပြောပြီးဆွဲခေါ်သွားခဲ့တယ်ရွာနောက်ဖက်တောဆက်အကျော်လောက်ရောက်တော့ညောင်မိုးစိတ်တွေကြနေတဲ့ညောင်ပင်နှစ်ပင်ရဲ့ဘေးမှာအတန်တင့်ကြီးမားတဲ့ပြင်ထောင်အိမ်တစ်လုံးကိုမြင်လိုက်ရပြီးတော့အထဲမှာလဲထင်းခွဲသူအခွဲတန်ရှိရဲ့လောက်သူအလောက်နေခဲ့ကြတယ်လာလေးမင်းနောက်အထဲဝင်လေး မမလေးကဒီမနေရာကြပြီလားอืมကြပြီလीဘာဖြစ်လို့လဲမင်းနောက်ဒီဘက်ကိုရောက်ဖို့ပြင်မယ်မမလေးတို့အိမ်ရှိမှမသိခဲ့ဘူးမင်းနောက်ကတတိမထားမိလို့နေမှာပါကဲအိမ်ပေါ်ကိုတက်ကြစို့မိမက်ပြောမင်းနောက်လက်ကိုဆွဲပြီးတော့အိမ်ပေါ်ကိုခေါ်လာခဲ့ရအိမ်ပေါ်မှာတော့အသက်30အရွယ်ယောက်သားတယောက်ကိုရရနေတာကိုမြင်လိုက်ရတယ်အဲ့ဒီသူကမင်းနောက်ကိုတစ်ချက်မြကြည့်လိုက်ပြီးတော့ရွှေရတော့ လှုပ်ချင်တာတွေလှုပ်လာပြန်ပြီအဲဒီလိုပြောပြီးတော့အိမ်အောက်ကိုဆင်းသွားခဲ့တယ်မင်းနောက်မမစီမှာမဝေ့ရသေးတဲ့အဝတ်တွေအများကြီးရှိတယ်မင်းနဲ့လိုက်မဲ့တစုံယူလေမိန်းကလေးကအေကံမှရှိနေတဲ့ပြီးတော့ဖွင့်ပြလိုက်ရအထဲမှာတော့အလွန်အဖိုးတန်တဲ့ပိတ်သားတွေနဲ့ချုပ်ထားတဲ့အဝယ်အစားတွေအပြင်ဒေါင်းပရက်ပရံများလဲဆွဲတွေကိုပါချထားတာမြင်လိုက်ရတယ်ဒီလောက်တံပိုးကြီးတဲ့ပစ္စည်းတွေမင်းနောက်မယူရဲပါဘူး အပိုင်ပေးတာမဟုတ်ပါဘူးမင်းနှောင်းရဲ့ပွဲလန်းသဖြင့်ပြီးရင်တော့ပြန်လာပြီပေါ့ဒါလီယာမင်းနှောင်းနဲ့ဆိုလိုက်မှာမိမက်ပြောဟာဖက်ဖူးဆန်းရောင်အင်ကြီးတစ်စုံနဲ့ကြောက်စီပရက်တကုံးကိုယူလိုက်ပြီးတော့မင်းနှောင်းလက်ထဲကိုထည့်ပေးလိုက်တယ်မင်းနှောင်းကတော့သူ့လက်ထဲမှာကင်ထားတဲ့အဝတ်စားတွေကိုကြည့်ရင်းနဲ့မျက်ရည်စားလေးတွေစုတ်တက်လာခဲ့တယ်ပွဲခင်းထဲမှာရှိတဲ့သူတို့ရဲ့အကြီးကမင်းနှောင်းပေါ်ကိုရောက်နေခဲ့တယ်လို့အရွယ်တူမိန်းကလေးတွေကလည်းနှုတ်ဆက်တယ်လို့နဲ့အနားကိုရောက်လာခဲ့ကြတယ် မင်းနောက်နင်းအင်ကြီးလေးကလှလိုက်တာဘယ်ဝယ်ရလဲအတိအမတယောက်ပေးလို့ဝက်လာတာဟုတ်လားငါကလေနင်းရဲ့ကိုပိုင်ထင်လို့မေးလိုက်တာငါဒီလိုတံမိုးကြီးဝက်စားရင်မဝယ်နိုင်ပါဘူးအေးဘာဝဲဖြစ်ဖြစ်နင်းနေလိုက်တယ်တိလားကာလာသားတွေကလည်းနင်းကိုကြည့်နေကြတာတတိထားမိလားနင်းပြောမှငါမနေတတ်တော့ဘူးပွဲခင်းတဲ့ကိုသွားတော့မယ်ဟာမေနာကရှက်ကိုရှက်ကန်းနဲ့ပွဲခင်းတဲ့ကိုတိုးဝင်သွားခဲ့တယ်ဒီကိစ္စတွေဖြစ်ပြီးနောက်ပိုင်း မင်းနှောင်းတဲ့ရွှေရတစားတစားပုံမရင်းနေခဲ့ကြတယ်။ရွာထဲမှာလဲပွဲလဲသဘင်တွေရှိတဲ့အခါမျိုးမှာလဲအဝဲအစားအစားလဝဲရတနာအစုံထဲလဲဝက်လာခဲ့တယ်။မင်းနှောင်းကိုစိတ်ဝင်စားနေတဲ့ရွာကန်အပြိုတချို့ကလဲလဝဲလက်စားတွေအဝဲစားတွေကိုဘယ်ကနေငှားလဲဆိုတာသိကျင်တဲ့အတွက်မင်းနှောင်းကနားကိုကပ်ပြီးတီတိုမိမြတ်ရမင်းနှောင်းကလဲသူ့ကြောင့်တွေးခဲ့ရတာတွေကိုမချွေးမချန်ပြောပြခဲ့တယ်။ဒါပေမဲ့ထိုးဆန်းတာကမင်းနှောင်းပြောတဲ့နေရာကို ဘသူမှမတွေ့ကြတာပဲနောက်ပိုင်းတွေမှာတော့လဝဲလက်စားတွေလိုအပ်လာရင်မိနှောင်းကိုအကူအညီတောင်းပြီးတော့ငားရန်ခံခဲ့ကြသလိုငားရန်ခအနေနဲ့လည်းပေးလာတာကြောင့်မိနှောင်းတို့မိသားစုရဲ့စားဝတ်နေရအရာထပ်ပို့ပြီးတော့အဆင်ပြေလာခဲ့တယ်ဒီလိုနဲ့တရမှာတော့ရေသွားခတ်မယ်လို့ပြောပြီးထွက်သွားရကနေမိနှောင်းတယောက်ပျောက်ချင်းမလားပျောက်သွားခဲ့ပါတယ်ရွာသားတွေအနေနဲ့မိနှောင်းကိုလိုက်ရှာကြရဘလို့မှမတွေ့ရတာကြောင့်ရေကန်အဆက်မှာကြော့ပွဲပေးလိုက်တော့မှ ရေထဲကနေအလောင်းပေါ်လာခဲ့တယ်။တချို့ကတော့မင်းသားကိုလက်ဝဲလက်စားတွေငှားပေးတဲ့သူတွေကလက်ပြနှုတ်သွားတယ်လို့ပြောကြပြီးတော့တချို့ကတော့လေသူရဲ့အတိတ်ဘဝကတိုင်တန်းကိုပြန်သွားတာလို့ပြောဆိုခဲ့ကြတယ်။ဒါပေမဲ့တတိကျကျတော့ဘယ်သူမှမသိခဲ့ကြဘူး။ဒီကိစ္စတွေဖြစ်ပြီးငါးလလောက်ကြာမှတော့ရွာထဲမှာနေတဲ့မဲပြူဆိုတဲ့မိန်းကလေးတယောက်ရေနစ်သေးပြန်ရောမဲပြူပြောက်ပြီးတော့ငါးလလောက်အကြာအေးစိန်ဆိုတဲ့အပြူပြန်လေးတယောက်ထပ်သေးပြန်ရော ဒီတခါတော့ရွာသားတွေမနေတာတော့ပဲနဲ့တက်တီနားလေတဲ့အကြမြင်ဆရာတွေနဲ့မေးမြန်းကြည့်ရပျောက်ဆုံးသွားတဲ့မိန်းကလေးတွေရဲ့ဝိညာဉ်ကိုတစုံတစ်ယောက်ကထိန်းချုပ်ခိုင်းစေထားကြောင်းနဲ့ရွာမှာရှိတဲ့ရေကန်ကိုလည်းအကြောင်းမရှိဘဲမသွားဖို့ပြောဆိုခဲ့ကြတယ်။တရက်မှာတော့ရွာရဲကိုစေးစရာလိုလိုဘိုးရော်လိုလိုလူတူဦးဆောင်နဲ့အဖွဲတစ်ဖွဲရောက်ရှိလာခဲ့တယ်။သူတို့အနေနဲ့ဒီရွာမှာဖြစ်ပျက်နေရတွေကိုကူညီဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ရွာရဲကလူတွေကိုစေးကူပေးတာ။ ဘေးရင်အဆောင်ရတရားတွေပြုလုပ်ပေးတာတွေဆောင်ရွက်ပေးခဲ့ကြတယ်။ဒီလိုနဲ့တညမှာတော့ညောင်နှပင်ဘက်ကနေကြောက်လန့်တကြအော်ဟစ်တဲ့ထွက်ပြေးလာတဲ့အတန်တွေကြောင့်ရွာသားတွေထားကြရမှာတော့တကိုယ်လုံးတွေးချင်းချင်းနေတဲ့ကုတ်ဖဲတံရရီနဲ့ထွက်ပြေးလာကြတဲ့စီးဆရာတို့အဖွဲ့ကိုမြင်လိုက်ရတယ်။ဆရာဆရာဘာဖြစ်လာလဲ။ဒီရွာမှာမနေနဲ့တော့ပြေးကြပြေးကြဆက်နေရင်တော့တရွာလုံးဒုက္ခရောက်ကြတော့မယ်။အဲလိုပြောပြီးတော့သွေးယူသွေးတန်းထွက်ပြေးရကြ။ ရွာသားတွေလည်းအတော်ကိုစဉ်းစားရခတ်သွားခဲ့တယ်။ရွာတွေကအသက်အရွယ်ကြီးပြီးဘ ਹੁ တုဒ္ဒပြည့်တဲ့လူကြီးတွေကတော့ဒီလူတွေညောင်းနေပင်နားမှာတခုခုသွားလောက်ထားလို့နေမှာလို့ပြောပြီးတော့သွားကြည်ရ။ရေကန်ပေးမှာတော့ကရော့ပွဲတချို့ညောင်းနေပင်နားမှာရှာသမက်ကစီဝိုင်းနဲ့ပြန်ကျဲနေတဲ့ကရော့ပွဲတွေကိုမြင်တွေ့ခဲ့ကြတယ်။ဒီဖြစ်ရပြီးတဲ့နောက်ပိုင်းမှာတော့ညောင်းနေပင်တရဲ့တရင်ရလေးအနေနဲ့အရရက်ကိုချက်ချင်းဆုတ်တလို့ပြန့်နှံ့သွားပြီးတော့ရွာထဲမှာလည်း လူစိမ်းတွေဝင်လိုက်ထွက်လိုက်နဲ့ရှုပ်ထွေးလာခဲ့တယ်။တစားတစားနာမည်ကြီးလာတဲ့ညောင်နှပင်တိုက်အကြောင်းကအောင်မြတ်သာစီကိုလည်းရောက်လာခဲ့ပြီးတော့ငါးလတခါလောက်လူတည်နေတဲ့ကိစ္စကိုဖြေရှင်းပေးဖို့အတွက်တာဝန်ပေးခံခဲ့ရတယ်။ဒါကြောင့်အောင်မြတ်သာအနေနဲ့မောင်ကောင်းနဲ့ခွန်လာတို့နဲ့အတူညောင်နှပင်တိုက်ရှိရာရွာလေးစီကိုထွက်လာဖို့အတွက်လုပ်နေတဲ့အချိန်မိုးညိုကိစ္စကပေါ်လာတာကြောင့်တပည့်နှစ်ယောက်ကမထင်မရှားပုံစံနဲ့အရင်စီလှုပ်ပေးခဲ့ရခြင်းဖြစ်ပါတယ်။ဆရာ ညောင်နှပင်တိုက်ကနင်းနေတော့ထိုးစားနေရဲ့နော်ရှင်နှွေးခင်ရရဲ့ရှင်နှွေးငှက်နေတဲ့မောင်ကောင်းစကားကြောင့်အောင်မြတ်သားမင်းငေါ်ပြပြီးတော့อืมဘလို့ထိုးစားနာလေမျိုးကန်ရွာကန်တွေပြောတာကတော့လွန်ခဲ့တဲ့9နှစ်ကာလောက်အထိအဲ့ဒီမှာတိုက်ရှိရလို့မကြားမိဘူးတဲ့မင်းနှောင်းဆိုတဲ့ကောင်မလေးပျောက်သွားပြီးနောက်မှာဒီလို လူတည်တဲ့ကိစ္စဖြစ်လာတာလို့ပြောကြတယ်ကိုနေရာကိုအစားထိုးဖို့လူလဲတာတမျိုး နောက်တစ်မျိုးကသူတို့အနားမှာနေဖို့အတွက်ခေါ်ယူတာတစ်မျိုးဆိုပြီးတော့နှစ်မျိုးရှိရယ်။ရွာမှာတည့်ရဲ့လူတွေကလည်းကုန်းနောက်ကန်အပြိုလေးတွေကြီးပဲဆရာ။မင်းနှောင်းပြောက်ပြီးတော့၃နှစ်လောက်အထိဘာပြဿနာမှမဖြစ်ခဲ့ပေမယ့်အခုကျတော့၅လတစ်ချိန်လောက်မိန်းကလေးတွေတည်နေရတော့ထူးဆန်းနေဆရာ။နောက်ဆုံးတယောက်တည်တာကဘလောက်ကြာပြီလဲ။ဦးမင်းတင်ပြောတာကတော့လာမယ့်၃ရက်ဆိုရင်၅လကြည့်မယ်တဲ့။သူ့ရော အခြေအနေဘယ်လိုလဲ။တော်တော်သက်သာလာပြီဆရာ စစချင်းတော့ဆိုရင်ကိုမအဝက်တာမကတ်လောက်တဲ့အထိစိုးခဲ့တာ။음သူတို့ကတိုက်အချောင်းကိုတေချာမှမစုံစမ်းတာ။ညောင်နှပင်တိုက်ကပုတ်ကလေးကတိုက်ဖြစ်တဲ့အပြင်လူတွေကိုနှီးမျိုးမျိုးနဲ့ဖျားယောင်းတတ်တဲ့တိုက်ဆောင်တွေအနည်းများတဲ့တိုက်ထဲမှာပါနေတယ်။သူလည်းပြောတယ်ဆရာပထမစီဒုတိယစီကိုဖောက်တာလွယ်သလောက်တတိယစီကိုဖောက်တဲ့အချိန်မအောင်မြင်ခဲ့တာတဲ့။ကဲမနေ့ပြန်ငါတို့ရောက်တဲ့အခါတေချာသွားကြည့်ကြတာပေါ့။အခုတော့နားလိုက်ကြအောင် အောင်မြတ်သားကမောင်ကောင်းတဲ့ခွန်လောက်နားခိုင်းလိုက်ပြီးတော့တဲကိုဆောင်ရှေ့မှာစင်းကြံရှောင်းနေခဲ့လိုက်တယ်။ကဲကြပါအောင်ရှင်ကဲကြပါအောင်ဖုန်ကြီးကြောင့်ရှေ့အမောင်တို့ကနေထွက်ပေါ်လာတဲ့အတန်းကြောင့်စင်းကြံရှောင်းနေတဲ့အောင်မြတ်သားတယောက်လှမ်းကြည့်လိုက်ရခြေချင်းဝက်ကိုလက်နဲ့ဖိပြီးတော့ညင်ညူနေတဲ့မိန်းကလေးတယောက်ဟုတ်ကောင်မလေးဘာဖြစ်တာလဲအောင်မြတ်သားစိုးရိမ်တချီမေးပြီးတော့အနားကိုကတ်သွားတဲ့အချိန်ခြေထောက်တယောက်တုန်ခနေရှက်သွားတာကြောင့်ခက်လန်းလန်းမှရှက်ပြီးတော့စိုက်ကြည့်လိုက်ရာ လဲကြနေတဲ့သူကလူမဟုတ်ဘဲနဲ့လူအတွင်ဆောင်ထားတဲ့နာနာဘဝတကောင်ဖြစ်နေရမြင်လိုက်ရတယ်။ဟဲ့နင်ကဘာလုပ်လဲ။ငါဘာလုပ်ဆိုတာနင်သိနေရပဲ။မိမအတွင်ဆောင်ထားတဲ့သူကဇက်ကိုချက်ခနဲမြည်အောင်လှည့်ချလိုက်ပြီးတော့လေးဘက်ထောက်ပြီးအနားဟောင်မောင်းတဲ့ကိုပြေးဝင်သွားခဲ့တယ်။ဒီကောင်တွေငါ့ကိုလာပြီးတော့အကဲခတ်နေရပဲ။သူတို့လည်းငါတို့လာမှာကိုတရင်ရှာနေလောက်ပြီးထင်တယ်။အောင်မြတ်သာစိတ်ထရရနေပြောလိုက်ပြီးတော့ဖုန်ကြီးကျောင်းဝင်းထဲကိုပြန်ဝင်သွားခဲ့လိုက်တယ်။ မကြခင်အချိန်အတွင်းမှာတော့ရှောင်းနီပြောခြင်းနဲ့အတူအောင်မြတ်သားတို့ဆရာတပည့်တွေရဲ့ခြေလှမ်းတွေကဖုန်ကြီးကျန်းဝင်အတွင်းဘက်ကနေအပြင်ဘက်ကိုရွှေ့ရှားသွားပါတယ်။တချင်းကိုညီးပြီးတော့ဟင်းရွက်ခုန်နေတဲ့မိန်းကလေးတယောက်လှမ်းနူရေဒီဘက်မှာလည်းဟင်းရွက်တွေကနုနေရောဒီမှာလည်းနုပါတယ်ဘယ်သူမှမလာလို့ထင်နေအသေးရွက်တွေကကြီးကျင်တယ်လို့ကြီးနေကြတာအသက်18နှစ်အရွယ်မိမပြိုနှစ်ယောက်ကပလိုင်းထဲကိုဟင်းရွက်တချို့ခူးထည့်ရင်းနဲ့စကားပြောနေတဲ့အချိန် နှာခေါင်းထဲကိုအလုံးမွေးပြန်းတဲ့အနတ်တစ်ခုကဝင်ရောက်လာခဲ့တယ်။မွေးလိုက်တဲ့အနတ်မှလားဘယ်ကနေလာတာပါလဲ။ငါလေးရရဲဟာလူကိုလမ်းဆန်းသွားတာပဲ။လာဟာဘယ်ကနေထွက်တဲ့အနတ်လဲလို့လိုက်ကြည့်ကြရအောင်။နှစ်ယောက်သားအနတ်ရဲ့ဆွဲဆာမှုနောက်ကိုလိုက်ရင်းနဲ့ဟိမ်ရွက်ခိုးတဲ့နေရာနဲ့ခက်လန်းလန်းကိုရောက်လာခဲ့ကြတယ်။လှနုဟိုမှာကြည့်စမ်း။စင်စင်ရဲ့စကားကြောင့်လှမ်းကြည့်လိုက်ရဖတ်ဖူးစင်ရောင်အင်ကြီးကိုဝတ်ထားတဲ့မိန်းကလေးတရားတစ်တုံးလေးတစ်တုံးပေါ်မှာကြောပေးထိုင်နေတဲ့ တချင်းကြီးနေတာကိုမြင်လိုက်ရတယ်။ဒီနားကိုရောက်မှအနံ့ကိုပို့ပြီးတော့မှုေးလာတယ်လို့ပဲ။ဟိုမှာထိုင်နေတဲ့သူစီကရတာဖြစ်မယ်။မိန်းကလေးနှစ်ယောက်ရဲ့စကားကြောင့်ထိုင်နေတဲ့သူကခေါင်းကိုလှည့်ကြည့်ရင်းနဲ့မင်းတို့နှစ်ယောက်ငါ့စီကိုလာခဲ့ရလား။အဲလိုတလုံးချင်းရှေရှုံလိုက်တဲ့အချိန်လာနူတို့နှစ်ယောက်ရဲ့မျက်လုံးတွေကရီဝေဝေဖြစ်သွားပြီးအသေးစိတ်လွတ်သွားခဲ့တယ်။တိတ်ကိုလာတဲ့ကလေးတွေပါလား။ငါလဲတစ်ချိန်ကမင်းတို့လိုလာခဲ့ပါသေးတယ်။ ဖတ်ဖူးစရောင်းအင်ကြီးဝတ်ထားတဲ့မိန်းကလေးကအေးဆက်ဆက်လေးတန်းနဲ့ပြောရင်မျက်တာကိုတစ်ဖြက်ဖြက်ခတ်လိုက်ရဖွေးဥနေတဲ့အသားကြီးကရုတ်တရက်ပွားယောင်းယောင်းဖြစ်လာပြီးတော့အသားရှည်တွေပုတ်ဝဲလာခဲ့တယ်။ကြောင်မက်ဖွေရုတ်တွင်ပြောင်းလဲသွားတဲ့မိန်းကလေးကငုံငုံငိုင်ငိုင်ရက်နေတဲ့နှယောက်ကိုကြည့်လိုက်ပြီးတော့နင်တို့နှစ်ယောက်မမလေးကိုလှုပ်ကြွေးပြုဖို့အကြောင်းပါလာခဲ့ပြီ။ရေကန်နဲ့ကိုဘသူမှမမြင်အောင်ဆင်းသွားကြ။အဲလိုပြောလိုက်ရမိန်းကလေးနှစ်ယောက်လဲလွယ်ထားတဲ့ပလိုင်းတွေကိုအသာချပြီးတော့ စိန်ညိုခံထားရသူတွေပမာခြုံတွေပိတ်နေတဲ့ရေကန်အနားကိုရှောက်လာခဲ့လိုက်ကြတယ်။ဖတ်ဖူးဆိုင်ရဝဲမိမဟာသူတို့နှစ်ယောက်ကိုသဘောကျတဲ့ဟန်နဲ့ကြည့်နေတဲ့အချိန်ကာထာရွတ်တဲ့အတန်ဟာခတ်တိုးတိုးလွန်ပြန်လာခဲ့တယ်။လေလေကနေပြန်လွန်လာတဲ့အတန်ဟာအစာတိုးတရောင်ချင်ရပေမဲ့နီးကပ်လာလေလေပုံမကျဲလောင်လာပြီးတော့ခန္ဓာကိုယ်ကလည်းပူလောင်လာခဲ့တယ်။အချိန်ထဲမှာပဲရွာထဲမှာရှိတဲ့အိမ်ကနေအောင်မြတ်တာမောင်ကောင်းခွန်လာတို့က ဂိုင်းတော်ရဲ့အစွမ်းထက်ကားထားတဲ့ပုဂ္ဂိုလ်တံပြန်ရွတ်ဆူနေခဲ့တယ်။အမလီပူလိုက်တာပူလိုက်တာမိကလေးအတွင်ဆောင်းထားတဲ့သူကပါဇက်ကနေအော်ဟစ်ရင်းနဲ့ညာနှပင်တိုင်းရှိရာဘက်ကိုထွက်ပြေးပြခွေသွားခဲ့တယ်။အဲဒီတော့မှရေကန်ထဲကိုစင်းဖို့လုပ်နေတဲ့မိကလေးနှစ်ယောက်တတိပြောင်းဝင်လာပြီးတော့အချိတ်တလန့်နဲ့ရွာထဲကိုပြောင်းဝင်လာခဲ့ကြတယ်။အမေအမေတမိဘာပြက်လာလဲ။လာနူကသူ့ဖြစ်ပျက်ခရာတွေကိုပြောပြလိုက်ရာ အိမ်ပေါ်မှာရှိနေတဲ့အောင်မြတ်သာထိုင်ရကနေထားလိုက်ပြီးတော့ကျုပ်တို့အချိန်မီရောက်လာလို့တော်သေးရပေါ့မဟုတ်ရင်တော့ဒီကလေးမနှစ်ယောက်ဘဝမတွေ့ရဆရာပဲဆရာတို့ကျေးဇူးကြီးလှပါတယ်ရှင် ရွာမှာလည်းအခုလိုဖြစ်ရတွေဖြစ်နေရကြာနေပြီပြောင်းတဲ့သူလည်းပြောင်းကုန်ကြပြီကျမတို့ကမပြောင်းနိုင်သေးလို့သာနေနေရတာအခုအဆပြီးတော့ကျုပ်တို့ပြန်မလာမချင်းဘယ်သူမှရွာနောက်ဖက်ကိုမသွားကြပါနဲ့ဒီကိစ္စကိုကျုပ်အကောင်းဆုံးဖြေရှင်းပေးပါမယ် အောင်မြတ်သားရွာသားတွေကိုပြောပြရနေ။ညောင်နေပင်တိုက်ရှိရဲ့ဘက်ကိုထွက်သွားခဲ့လိုက်တယ်။ဆရာတပည့်တွေရေခန်းသားကိုအရောက်မှာတော့ညောင်နေပင်တိုက်ရှိရဲ့ဘက်ကနေတချင်းတန်တက်တဲ့ပြန့်လွင့်လာတာကြောင့်အတန်ကြားရဲ့ဘက်ကိုကြည့်လိုက်ရ။သပင်ဖားလျားချထားတဲ့မိန်းကလေးတယောက်ကညောင်ဘရနေကြနေတဲ့ຫນွေတန်းကိုစီးနေတာမြင်လိုက်ရတယ်။အောင်မြတ်သားတို့လည်းတန်းစီးနေတဲ့မိန်းကလေးရှိရဲ့ဘက်ကိုရှောက်သွားတဲ့အချိန်လွှဲနေတဲ့တန်းကရုတ်တရက်ရှက်သွားပြီးတော့"နင်တို့ဘာကိစ္စနဲ့လာကြတာလဲ?" အရေအတန်ထွက်ပေါ်လာခဲ့တယ်။အရေအချင်းအောင်မြတ်သာကြောပေးထားတဲ့မိမပြိုကိုကြည့်ပြီးတော့မင်းတို့ရဲ့လှုပ်ရက်တွေကိုရှက်တန့်ဖို့အတွက်လာခဲ့တာပဲ။အဲဒီလိုပြောလိုက်ရကြောပေးထားတဲ့မိန်းကလေးကခေါင်းကိုဆက်ခနဲလှည့်ကြည့်ပြီးတော့ငါတို့နေရာကိုငါတို့ကြိုက်တယ်လို့လှုပ်မယ်။ဘယ်သူမှတားဆီးလို့မရဘူး။ဒီမှာမိန်းကလေးမင်းကဒီတိုင်နှန်းရှင်ရဲ့ရှင်တော့မဟုတ်လောက်ဘူး။မင်းကသူတို့ရဲ့ခိုင်းစီပဲဖြစ်ရမယ်။အောင်မြတ်သာစကားဆုံးတာနဲ့နှုတ်ကနေတထွတ်ထွတ်ရွှတ်ဆိုလိုက်ရ။ ောင်နှပင်တိုင်းရှိတဲ့ဘက်ကနေတော်လဲတန်လို့အတန်ထွက်လာပြီးတော့ရုပ်ဆူဆူအကြီးတန်တဲ့နာနာဘာဝတွေတိုက်ဆောက်ပုံကိုယ်တွေထွက်ပေါ်လာခဲ့တယ်။ဆရာဒီကောင်တွေကတိုက်စီကိုစောင်းတဲ့ကောင်တွေပဲဖြစ်ရမယ်။သူတို့ဘယ်လိုလုပ်ရမလဲ။သူတို့ပိုင်နဲ့ထဲမဝင်မချင်းဘာမှလုပ်လို့မရတာကြောင့်အပြင်ကနေပဲအမိတ်ပြန်ခေါ်ကြတာပေါ့။အောင်မြတ်သားကတိုင်နှန်းရှိတဲ့ဘက်ကိုလက်ညှိုးထိုးလိုက်ပြီးတော့ညောင်နှပင်တိုင်းရှိတဲ့နယ်နမိတ်ထဲကမြည်သည့်ပုံကိုယ်မစိုးစီးပြင်းကိုခြေတလှမ်းမှမထွက်စေရ။ တိုက်ကိုအပိုင်စားထားတဲ့သူငါရှိကိုချက်ချင်းရောက်လာစေအချိန်ဆွဲခြင်းအာခံခြင်းရှိပါကရောက်ရရမှာပူလောင်မှစီသားအဲ့လိုပြောလိုက်တယ်ဆိုရင်မဲအစင်တစားရင်ညွနေအောင်ဝစ်စင်ထားတဲ့မိမတယောက်နဲ့မျက်နှာသားတိတိယောက်ျားတယောက်တိုက်စီအဆက်ပေါ်မှာပေါ်လာခဲ့တယ်တင်းတော့ညောင်နှပင်တိုက်ရဲ့မောင်နှမတင်နေငါတို့ခေါ်တာဘာကိစ္စလဲတင်းတို့လောက်ရက်တွေကိုရက်တန့်ဖို့အတွက်လာပြောတာအောင်မြတ်တာစကားကိုကြားတော့ ပန်းတပွင့်ပန်းထားတဲ့မိမက်ပြောကခက်ခနဲရှိလိုက်ပြီးတော့ငါတို့ပိုင်နဲ့ထဲဝင်လာရင်တော့ငါတို့သဘောအတိုင်းလှုပ်လို့ရတယ်။တိုင်နန်းထဲမှာလည်းလူလိုနေတာဆိုတော့ရသလောက်ခေါ်ရအောင်ပါပဲ။အောင်မြတ်သားကသူ့ကိုမထီမဲ့မြင်လှုပ်နေတဲ့မိမက်ပြောတနာရဲမျက်လုံးနဲ့ကြည့်လိုက်ပြီးတော့တင်တော့အတော်ကြောက်စရာကောင်းတဲ့သူကြီးပဲ။အစားကတော့ကျုပ်ကစကားအရာနဲ့ဆုံးမဖို့ဆုံးဖြတ်ထားပြီးမယ်။အခုတော့ဒီဆုံးဖြတ်ချက်ကိုပြင်မရတော့မယ်။မောင်ကောင်ခွန်လား တိုက်စီးတစ်ခုလုံးမိတိုက်ဖို့အတွက်ပြင်ကြတော့အောင်မြတ်သားရဲ့စကားကြောင့်မောင်ကောင်းနဲ့ခွန်လာစီးဆက်မှရှက်လိုက်ပြီးတော့လောင်မီအင်းတစ်ချက်ကိုအသက်အတွင်းကရေကြီးပေါ်ပစ်ချလိုက်တယ်ဆိုရင်ပဲလူတရက်ခန့်ရှိတဲ့မိတောက်ကတိုက်စီးပပတ်လျားနေဟုံကနေထားတောက်လာခဲ့တယ်ဒီဖြစ်ရကြောင့်တိုက်ဆောင်တွေအထိတ်တလန့်ဖြစ်သွားခဲ့တယ်လို့မောင်နှမနှစ်ယောက်ရဲ့မျက်နှာမှာလဲစိုးရိမ်မှုအရှိန်ရောင်တွေပေါ်လာခဲ့တယ်ဒါပေမဲ့ဟန်မပြတ်ပြန်ထိန်လိုက်ပြီးတော့နင်တို့က တိုက်တိုးဖို့အတွက်ကြံတဲ့သူတွေပဲဟဲ့ငါကလေးတွေဒီလူတွေကိုအသေးသက်ကြစမ်းအဲ့လိုပြောလိုက်ရစိတ်ချမ်းကိုချမ်းရှိရဲ့တိုက်ဆောင်တချို့စီးပြင်းအောင်ပြေးထွက်လာခဲ့ကြတယ်ဒါပေမဲ့မိထောက်အနာအရောက်မှာပဲအနောက်ကိုပြန်လန်ကြသွားခဲ့တယ်မင်းတို့စီးရဲရနေအပြင်ကိုခြေတလှမ်းအောင်လှမ်းလို့မရဘူးအခုစီရင်ထားတဲ့အင်းကမင်းတို့လိုဝေမာနိုင်ကပိတ်တာအစင်မပြောနဲ့နဘလူးအစင်အောင်ကြောက်ရတဲ့အင်းပဲဒါကြောင့် မင်းတို့အညံ့ခံမလားမီးလောင်ပြီးတော့ပျက်စီးခံမလားအောင်မြတ်သားရဲ့စကားကြောင့်တိုင်နန်းရှင်မောင်နှမနှစ်ယောက်အချင်းချင်းကြီးလိုက်ပြီးတော့ကျွန်တော်ကျွန်တော်ကျမတို့မှားသွားပါတယ်ဆရာတို့ဒီလောက်စွမ်းမတ်မသိခဲ့လို့ရိုင်းပြမိခဲ့တာပါကျမတို့ခွင့်လွှတ်ပေးပါပြောသည်မလဲလိုက်နာပါမယ်ညနေငယ်နဲ့ပြောနေရကြအောင်မြတ်သားမျက်ရိပ်ပြပြီးတော့အင်းကိုပြန်သိမ့်ဖို့ပြောလိုက်တာကြောင့်မောင်ကောင်ကမြေကြီးပေါ်ချထားတဲ့အင်းကိုကောက်ယူလိုက်တဲ့အချိန် အမွေအမြင်တွေထူလပြည့်ဖြစ်နေတဲ့လက်တစ်ဖက်ကရေကြီးတဲ့ကနေထွက်လာပြီးတော့ဖမ်းဆွဲထားတာမြင်လိုက်ရတယ်။အရိယာချင်းမောင်ကောင်းရက်နေတဲ့မြေပြင်ကရုတ်တရက်နွန်တော်တစ်ခုဖြစ်သွားပြီးတော့ခန္ဓာကိုယ်ကလည်းတဖြည်းဖြည်းနစ်ဝင်သွားခဲ့တယ်။ဒါပေမဲ့မောင်ကောင်းကထိတ်လန့်ဟန်မပြသလိုတခြားသူတွေကလည်းခက်ပြုံပြုံမျက်နှာတွေနဲ့ကြည့်နေကြ။တိုက်ဆောင်မောင်နှမနှစ်ယောက်အံ့ဩသွားခဲ့ကြတယ်။အဲ့ဒီအချိန်မှာပဲမောင်ကောင်းရဲ့ဥကောင်းထိတ်ကနေအလင်းဆက်တချို့ထွက်လာပြီးတော့ ခန္ဓာကိုယ်စက်ဝန်းတပွဲဖို့ထားတာမြင်လိုက်ရတယ်။ဆရာဂရိမတီတဲ့သူတွေကိုထိုက်တဲ့နဲ့အပြစ်တော့ပေးရတော့မယ်နော်။ခွန်လာရဲ့စကားကြောင့်အောင်မြတ်သားကောင်းကြီးပြလိုက်ပြီးတော့လွယ်ထဲပါလာတဲ့စမတရွက်ကိုထုတ်ခါတိုက်နယ်နမိတ်အတွင်ပြစ်ထည့်လိုက်ပါရီ။အရေးချိန်မှပင်တိုက်စည်းထဲမှာရှိတဲ့လူတွေအလုံးရဲ့ဥခေါထမ်းမှာချော်ရီပူတွေအပြည့်ပါတဲ့အိုးတလုံးပေါ်လာပြီးတော့ပပွက်ဆူနေတဲ့ချော်ရီတွေကကောင်းပေါ်ကနေတထောက်ထောက်စီးကြလာခဲ့တယ်။ လွန်စွာပူပြင်းလာတဲ့ချော်ရီပူရီရဲ့တန်းကြောင့်တိုင်နန်ထဲမှာရှိတဲ့သူတွေအားလုံးငေတံပေါအော်ဟစ်ပြီးပြေးလွှားနေတာကိုအောင်မြတ်သားတို့ခေတ္တမြရက်ကြည့်ပြီးခါမှမင်းတို့လှုပ်ရက်တွေရက်တန်းဟန်ရက်မယ်လို့ဂရိပေးနိုင်လားအဲလိုပြောလိုက်ရတိုင်နန်ရှင်မိတ်ကလေးကပြေးလွှားနေရင်ကနေဒူထောက်ထိုင်ချလိုက်ပြီးတော့ပြန်သိမ်းပေးပါတော့ရှင်ကြောက်လာပါပြီနောက်မလှုပ်ရဲတော့ပါဘူးအဲလိုလက်အုပ်ချပြီးတောင်းပန်တော့မှစမအောင်ညာလက်နဲ့ဆွဲယူလိုက်ပြီးတင်းဆဲလိုက်ရာ ခေါင်းပေါ်မှာတင်နေတဲ့အရာတွေအလုံးပြက်ွယ်သွားခဲ့တယ်။အဲဒီတော့မှတိုင်တန်းထဲမှာရှိတဲ့သူတွေကိုစုစည်းပြီးဖြစ်စဉ်ကိုမေးတော့မှမိန်းကလေးတွေတရားတဲ့အကြောင်းမှန်ကိုသိခဲ့ရတယ်။တကယ်တော့ညောင်နပင်တိုက်ရဲ့အကြီးအကဲနှစ်ယောက်တည်းကညီမဖြစ်သူကလူဘဝမှာနေစဉ်ကလေးကမိမိထက်ချောမောလှပတဲ့သူတွေကိုမနာလိုမုန်းတူးရဲ့စိတ်ရှိခဲ့တာကြောင့်တေလုံလုံးဥစ္စာစားဘဝရောက်တဲ့တိုင်အောင်လူဘဝကပါခဲ့တဲ့အဆွဲကြောင့်လှပတဲ့မိန်းကလေးတွေတွင်တွေးဆောင်ဖျားယောင်းပြီး တိုင်တန်းလေးကိုခေါ်ထားခဲ့မိကြောင်းဝန်ခံခဲ့တယ်။ပထမအကြိမ်တော့လေအခုလိုကြီးရက်တွေကြောင်းနှစ်ယောက်လုံးပြစ်ဒဏ်ခံရပြီးတော့ညောင်နှပင်ရှိတဲ့အရက်ကိုပြောင်းရွှေ့လာခဲ့ရတယ်လို့အခုနေရာမှာလေအဲ့ဒီလိုဖြစ်ရမျိုးတွေပြုလုပ်ခဲ့ကြောင်းဝန်ခံခဲ့ကြတယ်။ဒီတခါတော့အောင်မြတ်သားလေးမောင်နှမနှစ်ယောက်စလုံးကိုတင်းကျပ်တဲ့အနေနဲ့လွန်စွာကြောက်ဖို့ကောင်းတဲ့ဖြစ်ရတွေပါတဲ့။တစ္ဆာကိုစိုခိုင်းခဲ့တယ်။မောင်နှမနှစ်ယောက်လေးအခုလိုဖြစ်ရမျိုးထပ်မလုပ်ဘူးဆိုတဲ့ကတိကိုပေးပြီးတော့တစ္ဆာကြီးတောက်ခဲ့ကြတယ်။ အောင်မြတ်သားတို့လည်းညောင်နှပင်တိုက်ကိစ္စကိုဖြည့်ရှင်းပေးပြီးရဲ့နောက်မှာတော့ခြေတော်တစ်ဖက်ခွင်နေတဲ့လူတစ်ယောက်ကနေစခဲ့တဲ့ပရာလောကပြည်တနာတစ်ခုကိုထပ်မံဖြည့်ရှင်းပေးခဲ့ရတယ်။ဒီအကြောင်းအရာတော့အောင်မြတ်သားနဲ့ခြေခွင်ဖားတို့ဆိုတဲ့ဇလန်းလေးမှာပရိသတ်ကြီးအားစောင့်မျှော်နားဆင်ပြပါအောင်နော်။ဟုတ်ကဲ့ပါပရိသတ်ကြီးအခုတင်ဆက်ပေးခဲ့တာကတော့စာရေးသူစေရနာရှာမညရှိသားရဲ့အောင်မြတ်တာအတွင်းနဲ့အပိုင်း313ဖြစ်တဲ့ အောင်မြတ်တာနှင့်ညောင်နှပင်တိုင်းဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်ရက်ဒီမှာလည်းတခြားစိတ်ဝင်စားစရာကောင်းတဲ့ပရာလောကဇာတ်လမ်းကောင်းလေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ပရိသတ်ကြီးကကျမတို့ရဲ့ channel လေးကို like and subscribe လေးလောက်ထားပြီးတော့အသေးအသေးတွေတင်တိုင်းသိရှိစီဖို့အတွက်ဘေးနားအနုတီခေါင်းလောင်းလေးကိုနှိပ်ထားပေးဖို့ကိုလည်းမမေ့ပါနဲ့နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။